Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ Whiskey နဲ့ပတ်သက်လို့ပေါ့နော်ဒီအရက်နဲ့ပတ်သက်လို့မတီသေးတဲ့ပေါ့နော်အချက်ချို့ကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ Whiskey အရက်အကြောင်းမပြောပြခင်မှာပေါ့နော်တတိပေးစရာတစ်ခုရှိပါတယ်တယ်ဝင်တော့သုံးတဲ့သူတွေအနေနဲ့ပေါ့နော်ဒီအရွယ်ရောက်ပြီးတဲ့သူတွေအနေနဲ့ကတော့အရက်ရမကာကိုရွေးချယ်တော့သုံးမယ်ဆိုလို့ရှိရင်ရှော့တောက်ချင်းဟာပိုတောက်ချင်းထက်ကျမကြီးအတွက်ပိုကောင်းနေဆိုတာကိုတော့ သတိပေးကြပါတယ်ပြီးတော့ဒီဝီစကီအားလည်းအရေးကြမှာကဖြစ်တဲ့အတွက်ကြောင့်မို့ဒီအလဲလက်ပေါ့နော်အတန်အသင့်တောက်သုံးခြင်းဟာဘေးကင်းတောက်သုံးတဲ့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ဝီစကီကိုလွန်ကြိုတောက်မယ်ဆိုလို့ရှိရင်တော့ကျမရဲ့ကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့တာဝန်သိစွာတောက်သုံးဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကျမရဲ့ ညညစွာဘလို့တောင်းမလဲပေါ့နော်အရက်ကိုကျမရင်းနဲ့ညညတဲ့ပမာဏအငင်းငယ်တောင်းမယ်ဆိုလို့ရှင်နော်အမျိုးသမီးတွေအတွက်ဆိုလို့ရှင်တနည်းလျင်တစ်ခွက်ဖြစ်ပါတယ်တစ်ခွက်ဆိုတာကဝိုင်တောင်းမယ်ဆိုလို့ရှင်ငါးအောင်စားဖြစ်ပါတယ်ဘီယာဆိုလို့ရှင်ဆယ့်နှစ်အောင်စားဖြစ်ပါတယ်အရက်ဆိုလို့ရှင်နော်တစ်တရမငါးအောင်စားပဲဖြစ်ပါတယ်အမျိုးသားတွေအနေနဲ့ကတော့နှစ်ခွက်ဖြစ်ပါတယ်နှစ်ခွက်ဆိုတာကတော့သုံးအောင်စားပဲဖြစ်ပါတယ် ဒီထက်ပိုတော့မယ်ဆိုလို့ရှင်เนาะအကျိုးကျေးဇူးတွေရရှိပါမဟုတ်ပဲပိုဆိုးလာပြီးတော့အနေတွေလည်းတိုးလာမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဝီစကီနဲ့ပတ်သက်လို့ဆက်လက်ကြရအောင်ကျွန်တော်တို့ဒီဝီစကီကိုဗျာနေစတင်လာတယ်ဆိုတာကတော့ဒီပေါ့နော်ဝီစကီကိုအလေခစ်စကော့တလန်နဲ့အိုင်ယာလန်တွေမှာပထမဆုံးတည်ထင်ခဲ့တယ်လို့ဆိုထားချက်တွေရှိပါတယ်16ရာစုမှာတော့ပေါ့နော်စကော့တလန်မှာဝီစကီကိုအိုမင်းရုံမှုကိုနှိကွေးစေဖို့ တွေးကြိုးပိတ်ဆို့ခြင်းကိုကုသပေးဖို့နဲ့အစင်းမြက်ကြိုက်ခဲခြင်းကိုသက်သာစေဖို့ဝီစကီကိုရောင်းချကြတယ်လို့ဆိုထားပါဗျ။အဲနောက်ပိုင်းနှစ်တွေမှာတော့ဗောနော်ဒီအမေရိကန်တမ်းမြင်ရဲ့ကာလအတွင်းမှာတော့ဆီယောင်ဝင်းကနမိုနီးယားလိုယောဂါတွေတွေးတိုးယောဂါတွေနဲ့တီဗီယောဂါတို့ကိုကုသဖို့ဝီစကီကိုညွှန်ကြားထားတယ်လို့လည်းဆိုထားပါဗျ။အဲအဲ့တော့ဒီဝီစကီတစ်မျိုးကတခြားတစ်မျိုးထက် ပိုကောင်းပါသလားဒီဝီစကီတောက်ချမ်းမာရရှိတဲ့အကျမရဲ့ကြိုးကျေးဇူးတွေကဝီစကီရဲ့ပါဝင်ပစ္စည်းတွေပေါ်မှာမူတည်ပြီးတော့ကြွေးပြပါတယ်ဒီဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဘောဘုံဝီစကီကတော့ဗောနော်အနည်းဆုံးပြောင်းမှုပေါ့နော်ပြောင်းစံ50ရာခိုင်နှုန်းရဲ့မတ်စမာလာတာပဲဖြစ်ပါတယ်ဒီပြောင်းစံနဲ့လာတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘောဘုံ ဝီစကီကတခြားဝီစကီအမျိုးအစားတွေထပ်ပေါ်ပြီးတော့အမြင့်တက်ပုံပုံပြီးတော့ပါဝင်နေလို့ဆိုထားပါတယ်ဒီစကော့ဝီစကီကတော့မူရိုးစပါးမှာဆင်းသက်လာတာပဲဖြစ်ပါတယ်ဒီမူရိုးစပါးမှာပြောင်းဝင်နိုင်တဲ့အမြင့်တက်ပါဝင်နေတဲ့အတွက်ကြောင့်မို့ဒီကိုလက်စတောဆင့်ကိုရှော့ချပေးနိုင်ပါတယ်အိုင်ယန်လန်ဝီစကီကတော့မူရိုးဆန်နဲ့ကောက်နှံနဲ့ဂျုံနဲ့ပေါ့နော်ဒီအုတ်တုံးကဆစ်သက်လာတာပဲဖြစ်ပါတယ်ဒီစကော့လိုအိုင်ယန်လန်ဝီစကီက allergic acid နဲ့ပေါ့နော်ပြောင်းဝင်တဲ့အမြင်ဓာတ်တွေများစွာပေါ်ဝင်တယ်လို့ဆိုထားပါတယ်ကျွန်တော်ဒီ whiskey မှာပေါင်းဝင်တဲ့ကျမရဲ့အာဟာရဓာတ်တွေချိုးရှိပါတယ်အဲ့ဒါတွေကတော့ phosphate thiamine vitamin B1 ပေါ့နော်ဇင်တန်ဓာတ်ညာစင်လုံးခေါ်တဲ့ vitamin B3 တို့ပဲဖြစ်ပါတယ်ကျွန်တော်ဒီ whiskey တောက်ချင်းတွေ့ပေါ့နော်တခြားသောကျမရဲ့အကျိုးကျေးဇူးတွေရှိကြောင်းသူတင်နာပြုချက်တွေကဆိုထားချက်တွေရှိပါတယ်ဒါပေမဲ့အခုပြောပြမယ့်ကျမရဲ့အကျိုးကျေးဇူးတွေအားလုံးကတော့ဒီပေါ့နော်တပတ်လင်းနှစ်ခွက်ပေါ့နော်ဒီတောက်သုံးတဲ့သူတွေအတွက်ကြီးရပါတယ် အရက်လွန်ကျော်တောက်မယ်ဆိုလို့ရှိရင်တော့ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ကျွန်တော်နော်တပတ်လည်ရင်ပေါ့နော်ဝီစကီနှစ်ခွက်ပေါ့နော်တောက်မယ်ဆိုလို့ရှိရင်ဘလို့ကျန်းမာရေးအကျိုးကျေးဇူးတွေပေးဆောင်နိုင်မလဲ။ပြီးတော့ဒီထက်ပိုတောက်မယ်ဆိုလို့ရှိရင်ဘလို့ဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်1ကနှလုံးကျန်းမာရေးပဲဖြစ်ပါတယ်။ဝီစကီမှာနှလုံးရောဂါဖြစ်နိုင်ခြေကိုရှင်းချပေးနိုင်တဲ့အပင်ခြေကံတရုတ်ဆက်ကျင်ပစ္စည်းတွေပြီးတော့ပိုလီဖီနိုတွေမြန်မာစွာပါဝင်တာပဲဖြစ်ပါတယ်။ ဝီစကီမှာရှိတဲ့ပေါ်ရီဖီနောကမကောင်းတဲ့ကိုလက်စတောအန်ဂျီလန်ကိုလျှော့ချစေပြီးတော့ဒီကောင်းတဲ့ကိုလက်စတော HDL ပမာဏကိုတိုးမြင့်စေပြီးတော့ဒီသွေးထဲမှာရှိတဲ့ triglyceride ပေါ့နော်ဒီအဆီရေကိုလျှော့ချပေးတာပဲဖြစ်ပါတယ်ပြီးတော့ဒီဝီစကီမှာတဘာဝအတိုင်းဖြစ်ပေါ်တဲ့ tan ဖြစ်တဲ့ပေါ့နော် allergic acid လည်းပါဝင်တာပဲဖြစ်ပါတယ်အဲ့ဒီ acid ကကင်ဆာဆေးတွေကိုသေစေနိုင်ပြီးတော့အကျိတ်ကြီးထွားမှုကိုလျှော့ချပေးနိုင်တယ်လို့လေ့လာမှုတွေကဆိုထားတဲ့ရှိပါတယ် ကျမရဲ့ညညညွတ်တဲ့အဆင့်ကိုထင်ထားကျင်နေဆိုလို့ရှိရင်နော်ဒီပမာဏအငဲငယ်တော့တုံးခြင်းဟာနှလုံးရောဂါနဲ့လျှက်ဖြတ်နိုင်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ပြီးတော့ဒီနှလုံးဖောက်ခြင်းနဲ့လျှက်ဖြတ်ခြင်းနဲ့တလူကြောများမာကြောခြင်းဖြစ်နိုင်ခြင်းကို25ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းထိလျှော့နေစေတယ်လို့ဆိုထားကြတယ်ရှိပါတယ်။ကျွန်တော်ဒီကောင်းကျိုးတွေသိပြီဆိုလို့ရှိရင်ပေါ့နော်ဒီပမာဏလွန်ကဲစွာတောက်မယ်ဆိုလို့ရှိရင်ဖြစ်ပေါ်တတ်တဲ့ဒီပေါ့နော်ဒီ side effect တွေရှိပါတယ်အဲ့ဒါတွေကတော့ဒီအရက်လွန်ကျွန်တောက်သုံးခြင်းဟာနှလုံးရောဂါဖြစ်နိုင်ခြင်းကိုစတင်ပေးပေါ့နော်ဒီ မြင်သက်စင်နိုင်ပါတယ်။ဝီစကီရဲ့နှလုံးအကျိုးခံစားခွင့်ကပမာဏအငင်းငယ်တောက်သုံးနေတူတဲ့ပုံမှာပဲရရှိစေမှာပဲဖြစ်ပါတယ်။အရင်လွန်ကျွန်တောက်မင်းဆိုလို့ရှိရင်တော့ပြူတိုယောဂါတွေကိုလက်စတရောများခြင်းတွေနဲ့နှလုံးယောဂါတို့ကိုဖြစ်စင်နိုင်မှာပဲဖြစ်ပါတယ်။နံပါတ်1အချက်အနေနဲ့ကတော့အေးမီဂျင်လက္ခဏာတွေကိုတတားစီရလို့ဆိုထားပါတယ်ကျွန်တော်တို့နော်တပတ်လည်ရင်နှစ်ခွက်ပေါ့နော်ဒီပမာဏအငင်းငယ်တောက်သုံးမယ်ဆိုလို့ရှိရင်နော်ဒီဝီစကီကကျွန်တော်တို့ရဲ့သွေးကြိုးတွေကိုခဏတာကြည်စင်နိုင်တယ်လို့ဆိုထားပါတယ် ပမာဏနည်းငယ်တောက်သုံးမယ်ဆိုလို့ရှိရင်เนาะ sinus လို့ခေါ်ရတယ်ဗောနနှာခေါင်းပိတ်ခြင်းနဲ့နှာစည်းခြင်းတွေနဲ့ရင်ဘတ်မှာရှိတဲ့ချွေးပိတ်နေခြင်းကိုရှင်းရှင်းလင်းလင်းကုညီပေးနိုင်တယ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ဖျားနာမှုနဲ့ယောဂါပိုးတွေကိုပုံမကောင်းမွန်စွာကင်တွေဖြစ်ရှင်းနိုင်စေမှာပဲဖြစ်ပါတယ်ဒီအဲ့ဒီပြင်ဗောနဒီချုံဆိုးခြင်းနဲ့တက်ရှူကြက်ချင်းလို့အေးမိခြင်းနဲ့ဒီတုတ်ကွေးတုတ်ကွေးယောဂါရဲ့တခြားလက္ခဏာတွေကိုလည်းသက်သာဆင်နိုင်မှာပဲဖြစ်ပါတယ် ံပါတ်3ချက်ကတော့ခုခံစနစ်ပံပိုးမှုပဲဖြစ်ပါတယ်။ဒီလေလာမှုအများပြားတွေမှာတော့ပေါ့နော်ဒီအလေလက်ပေါ့နော်အသင့်သင့်ပမာဏတောက်သုံးခြင်းဟာယောဂရရဲ့ခုခံစွမ်းကိုမြင့်တင်ပေးပြီးတော့ကာကွယ်ဆေးပုံမှာပေါ့နော်တုံ့ပြန်မှုတွေပုံမကောင်းမွန်လာစေရန်ဆက်စပ်မှုရှိတယ်လို့ဆိုတာတကယ်ရှိပါတယ်။ဒါမှအေးမိခြင်းနှုံနေပါခြင်းနဲ့ပြီးတော့ဒီဗက်တီးရီးယားတွေကိုလျင်မြန်စွာဖိရှားနိုင်စွမ်းနေနဲ့နေ့စဉ်အရင်မတော့တဲ့သူတွေနဲ့နှမ်းရှင်မြင်ဆိုလို့ရှိရင်တော့ပနစ်ပစ္စည်းတုံ့ပြန်မှုပုံမကောင်းမှုကြောင့်ဆိုတာတည်းရှိပါတယ်။ ဒါပေမဲ့ပမာဏလုံကဲစွာတောက်တော့မိမင်ဆိုလို့ရှိရင်เนาะအရက်ဆွဲနေမင်ဆိုလို့ရှိရင်တော့ဗောနော်ဒီအရက်လုံကျွန်တောက်ချင်းကကိုခန္ဓာစနစ်ကိုအာနိုင်စေပြီးတော့ရောဂါပိုးမွားတွေကိုတိုက်ထုတ်နိုင်စွမ်းကိုယိုနေစေကနာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကိုပိုပြီးတော့မြင့်တက်စေမှာပဲဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ကြောက်ကက်ကြောက်တဲ့ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဒီပုံမှန်အလေလက်ပေါ့နော်။တပက်လင်းနှစ်ခွက်ဒီပမာဏအနည်းငယ်ပေါ့နော်။ဒီကျမရဲ့အတွက်တောက်သုံးနေသူတွေနေနေကတော့ကြောက်ကက်ကြောက်တဲ့နိုင်ခြင်းနေပါပြီးတော့ဘီယာတောက်သူတွေမှာ၄၁ရာခိုင်နှုန်းနဲ့ ဝန်တောက်သူတွေမှာ33ရာခိုင်နှုန်းလျှော့နှင်းစေတယ်လို့ဆိုထားချက်တွေရှိပါတယ်။ဒီအကြောင်းရင်းကတော့ကော်ဖီနဲ့လက်ဖက်ရည်မှာပါတဲ့ကဖိန်းတက်လို့မျိုးဒီအရက်မှာပေါ့နော်ကျွန်တော်တို့ကိုမကြာခဏစီးသွတ်တတ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။အဲ့ဒါကကြောက်တုံးလေးတွေနဲ့ဖွေးစည်းထားတဲ့ပုံဆောင်ခဲလေးတွေကိုရှင်ထုတ်ဖို့ကုညင်ပေးနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီပမာဏလွန်ကဲစွာတောက်သုံးမယ်ဆိုလို့ရှိရင်နော်ဆွေးလန်းစွာတောက်သုံးမယ်ဆိုလို့ရှိရင်နော်ဒီအရက်လွန်ကျော်တောက်ချင်းကရေတက်ခန်းချောင်းနိုင်ပြီးတော့ပေါ့နော် အခြားကျမကြီးပြဿနာတွေနဲ့အတူကြောက်ကြောက်တဲ့နိုင်ငံကြီးကိုမြင့်တက်စေမှာပဲဖြစ်ပါတယ်။ နမ၅ချက်နေနေရတော့လေမှုဘဝကိုမြင့်တင်ပေးနိုင်ပါတဲ့ဒီလေလာမှုတစ်ခုမှာတော့တနည်းလည်းရင်ဝိုင်းနင်းတစ်ခွက်ဒါမှမဟုတ်နှစ်ခွက်တောက်တဲ့အမျိုးသမီးတွေမှာဒီလုံးဝမတောက်တဲ့သူတွေထက်စိတ်ဆန္ဒနိုးကြားမှုနဲ့လိန်စိတ်ကျဉ်တ်မှုပုံများတယ်လို့ဆိုထားချက်တွေရှိပါတယ်ပိုတောက်တဲ့သူတွေနေနေရတော့ဒီပြောင်းလဲမှုမရှိဘူးလို့လည်းဆိုထားပြန်ပါတယ်ပမာဏအငင်းငယ်ပေါ့နော်ကျမရင်းနဲ့ညင်ညွန့်စွာရက်တော့ခြင်းဟာအမျိုးသားတဦးအတွက်ပေါ့နော်ဒီတက်စတိုရွန်ပမာဏကိုမြင့်တင်ပေးနိုင်ပြီးတော့အမျိုးသားရောအမျိုးသမီးပါဒီလင်းစိမ့်ဆန္ဒကိုဒီကျဉ်းနှံမှုရရှိစေပြီးတော့ တင်းရင်စီမှာပဲဖြစ်ပါတယ်ဒါပေမဲ့စန့်ကျင်ဘက်အနေနဲ့ကတော့ဗမာနာလုံကဲစွာတောက်မယ်ဆိုလို့ရှိရင်တော့ဒီအရက်လွန်ကျွန်တောက်တဲ့အမျိုးသားတွေကလိန်ဆက်ဆန်လို့စိမ့်နဲ့လိန်ဆက်ဆိုင်နိုင်စွမ်းကိုဆုံရှုံနိုင်မှာပဲဖြစ်ပါတယ်နံပါတ်6ချက်ကတော့အုံနောက်ကျမ်းမာရေးပဲဖြစ်ပါတယ်။ဝီစကီမှာပေါင်ဝင်တဲ့အပင်ချေကန်တတိုးစန်းမြစ်စီတွေဟာကျွန်တော်တို့အုံနောက်အတွင်းမှာရှိတဲ့ကျမ်းမာတဲ့ဓာတုဗေဒဆာယာမြတ်တာမှုကိုထင်းသိမ်းမှုအကူအညီပေးနိုင်ပါတယ်။ သူတည်တနာပြုချက်တွေမှာတော့ဗောနော်ဒီဝီစကီပမာဏအငဲငင်တောက်သုံးခြင်းအောင်ကျော်စနစ်လုံးဆောင်မှုနဲ့မှတ်ညံလုံးအရာများတွေတာဝန်ရှိတဲ့အုံနှောင်းရဲ့ GAP အောင်ကျော်ပို့လို့မှုမှာလုံးဆောင်မှုတွေကိုတိုးစေပါတယ်တပတ်လည်အကြိမ်ငင်းငယ်ဒါမှမဟုတ်နှစ်ကြိမ်တောက်မယ်ဆိုလို့ရှိရင်တော့အန်ဇိုင်းမယောဂါနဲ့စိတ်ကြယောဂါဖြစ်နိုင်ခြင်းနေပါကြောင်းဆိုထားပါတယ်နောက်တစ်ခုကဒီအန်ဇိုင်းမယောဂါရှိတဲ့သူတွေနည်းနည်းကလေဒီအသင့်သင့်အင်ဗောနော်အရက်တောက်သုံးခြင်းကညာရင်ညာသွေးကြာစင်းမှုကိုလျှော့ချနိုင်တယ်လို့ဆိုထားချက်တွေရှိပြန်ပါတယ် ဒါပေမဲ့ပမာဏလွန်ကွဲစွာတောက်တော့မယ်ဆိုလို့ရှင်နော်ဒီအရက်လွန်ကျွန်းတောက်ချင်းဟာအုံနောက်ကိုထိခိုက်စေနိုင်တယ်မှက်ညံလုံးဆောင်ချက်ကိုခြုံရွနိုင်တယ်အုံနောက်ရောင်ကျွန်းတွေဖြစ်နိုင်တယ်အောင်ကျိုးဆဲတွေပျက်စီးတာတွေမှက်ညံနဲ့တင်ရင်မှုဆိုင်ရာပြဿနာတွေနဲ့ဒီအိတ်ဆက်ချင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်ရေဖြစ်နိုင်ချက်ကိုလည်းပို့ပြီးတော့တိုးလာစေနိုင်ပါတယ် ဒီတော့ဒီစိတ်ပိုင်းဆိုင်ရာနဲ့တိမှုကျမ်းမာရေးမှာလေးပေါ့နော်ဒီပမာဏနေပါစွာတော့သုံးခြင်းကအုံနှုတ်ကျမ်းမာရေးကိုအထောက်အကူပြုနိုင်နေဆိုပေမဲ့အလွန်ကျွန်းရက်တော့မယ်ဆိုလို့ရှိရင်တော့မှတ်ဉာဏ်ဖြစ်ပေါ်လာပုံကိုနှောက်ရဖြစ်စေကြောင်းဆိုထားချက်တွေရှိပါတယ်အချိန်ကြာလာတာနဲ့မျှပေါ့နော်ဒီသိမြင်နိုင်စွမ်းနဲ့ကြာစင်လာနိုင်ပါတယ်အဲ့ဒီတော့အရက်လွန်ကျွန်းတော့သုံးခြင်းကစိတ်တက်ကြခြင်းနဲ့စိုးရိမ်ပူပန်ခြင်းတွေနဲ့အရက်ဆွဲခြင်းတို့နဲ့ဆက်ဆက်မှုရှိနေတာပဲဖြစ်ပါတယ် နမခွန်ချက်ကတော့အသေးပြည့်စည်ခြင်းပဲဖြစ်ပါတယ်။အသေးကခန္ဓာကိုယ်ထဲမှာရှိတဲ့အရက်ကိုခြေဖြတ်နိုင်တဲ့အတွက်ကြောင့်မို့အရက်လွန်ကျုံတော့မယ်ဆိုလို့ရှင်တော့အသေးယောဂါကိုဖြစ်စေနိုင်ပါတယ်။ဒီအရက်လွန်ကျုံတော့သုံးခြင်းကအသေးမှာအစီရွေစုပုံလာမယ်ပြီးတော့ဒီအမတ်ရွတ်တွေကိုဖြစ်စေနိုင်ပြီးတော့နောက်ဆုံးမှာအသေးပြည့်စည်မှုကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ဒီရှင်ရင်းဆွဲကျန်းမာရေးပြဿနာတွေရှိနေတယ်ဆိုလို့ရှင် အဲပြီးတော့ဗောနော်ဓမ္မမဟုတ်ဆိုလို့ရှင်เนาะအရေးပမာဏများစွာတောက်တော့မိမယ်ဆိုလို့ရှင်เนาะနောက်ဆက်တွဲဇမားပြဒနာတွေဖြစ်ပေါ်လာနိုင်ပါတယ်အချင်းကြလာတာနဲ့မြောက်ကျွန်တော်ကျွန်တော်ခုနကပြောသလိုပါပဲဒီအသေး၆ချင်းကိုဖြစ်စေနိုင်တယ်အသေးပြည့်စည်နေပြီဆိုလို့ရှင်เนาะဒီအရက်ကိုဆက်ပြီးတောက်မယ်ဆိုလို့ရှင်เนาะပို့ပြီးတော့ဆိုးရလာစေမှာပဲဖြစ်ပါတယ်နံပါတ်၈အချက်ကတော့ကင်ဆာအန္တရာယ်ပဲဖြစ်ပါတယ်လေလာမှုတွေမှာတော့ဒီအရက်လွန်ကျုံတောက်၃ချင်းကအထူးသဖြင့်ကတော့ဗဇက်လေချောင်းအဆက်ပြုံး အသည်ဥမာကြီးပန်ခရီးယားနဲ့ရင်သားကင်ဆာအနေရကိုတို့မြင့်စင်တဲ့အကြောင်းဆိုတာချက်တွေရှိပါတယ်။ဒီနံပါတ်6ချက်နဲ့ကတော့ကိုဝင်ဆောင်တဲ့အတွက်ဖြစ်ပါတယ်။သူတည်သနာပြုချက်တွေမှာတော့မြေတိအရပမာနာကိုမဆိုးကိုဝင်ဆောင်စင်အတွက်မှာတောက်မယ်ဆိုလို့ရှိရင်တော့ကလေးကြည့်ထွားမှုကိုလည်းပြဇာနာဖြစ်စေနိုင်ပါတယ်ဒီကိုဝင်ပြကြခြင်းနဲ့လာမစီပဲကလေးမွေးဖွားခြင်းနဲ့ပေါ့နော်ဒီကလေးမွေးဖွားပြီးပြီဆိုလို့ရှင်လေပေါ့နော်တရေသားဒီရောဂါလက္ခဏာတွေကိုဖြစ်နိုင်ချေပို့ပြီးတော့တွန်းမြင့်စေတယ်လို့ဆိုထားချက်တွေရှိပါတယ် အဲ့တော့ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးရပါတော့ whisky လို့ခေါ်တဲ့ပေါ့နော်အရက်တောက်တော့မှုနဲ့ပတ်သက်ပြီးတော့မတိသေးတဲ့အကြောင်းအရာလေးတချို့ကိုကျွန်တော်ကပြောပြပေးခြင်းပဲဖြစ်ပါတယ်ဒီ whisky လို့ခေါ်တဲ့အရက်တောက်တော့မှုကပေါ့နော်ပမာဏအနည်းငယ်တောက်တော့မှုဆိုလို့ရှိရင်နော်ဒီကျမရဲ့ပြဿနာတွေဖြစ်ပွားမှုနည်းပါတယ်ဒါပေမဲ့ဒီရှင်ရင်းဆွဲကျမရဲ့ပြဿနာတွေရှင်းနေမယ် ီးတော့ဒီအရပမာဏလွန်ကဲစွာတောက်မယ်ဆိုလို့ရှင်เนาะကျမရဲ့ပြဿနာတွေကပို့ပြီးတော့ဆိုရလာစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုပြောပြတဲ့ video file လေးတွေကိုနားထောင်ပေးပြီးတော့ကြတော့ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လုံဝမ်းပါပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ဘုဒ္ဓတာတွေတော်ပွားပြီးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေ။